အားလုံးမင်္ဂလာပါဒီ WhatsApp password ကိုဘယ်လိုမျိုးချိန်ရမလဲပေါ့နော်ခဏခဏအဲယနေ့တိုင်မိနေတယ်မိတ်ဆွေမရောက်တော့ပေါ့နော်ကျွန်တော်ခုအဲ WhatsApp password ချိန်နည်းလေးကိုအသေးစိတ်ပြန်လဲညွှန်ပြပေးတော့ပါမယ်ခင်ဗျတီးတဲ့သူတွေကတော့ကြော်တော့ပြပါခင်ဗျမြတ်တရရခင်အပ်ပါတယ်ခင်ဗျဒါလေးကလွယ်လွယ်လေးပါဆိုပြီးတော့ဟိုပေါ့နော်ဒီသျှော်တော့လည်းပဲ အကောင်းဘက်မမြင်ဘဲနဲ့အဆိုးဘက်မှာလာပြီးတော့ပြောတတ်ကြတယ်ပေါ့နော်အဲ့လိုမိစီတွေကြော်သွားပါတီးတဲ့သူတွေကြော်သွားပါမတီးတဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ခင်ဗျအဲ့တော့အဲ WhatsApp password တီးတဲ့ဆိုရင်လည်းပဲဒါဘယ်လိုမျိုးချိန်ရမလဲမသိဘူးဆိုလည်းဘယ်လိုမျိုးချိန်ရမလဲဆိုတော့ကိုဒီဗီဒီယိုဖိုင်လေးကပြန်လည်မျှဝေပေးသွားမှာပါခင်ဗျဆိုတော့ကျွန်တော်ဝင်လိုက်ကြရအောင် WeChat တဲ့ကိုကျွန်တော်တို့ဝင်လိုက်မယ်ပေါ့နော်ဝင်ပြီးတော့ရင်ကျွန်တော်တို့ဒီအမီမီပေါ့နော်အမီမီ လေကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာ setting လေကိုထပ်ပြီးနှိပ်မယ်ပေါ့နော် setting လေကိုနှိပ်လိုက်မယ်တစ်စီစီကျွန်တော်ပြပေးထားတယ်နော်အဲ setting လေကိုနှိပ်လိုက်မယ်နှိပ်ပြီးသွားရင်ကျွန်တော်ဒီမှာအဲဟိုချက် average လုပ်ပြီးသားသူတွေကတော့ဒီမှာ profile ပါလာလိမ့်မယ်မလိုအပ်သေးတဲ့သူတွေကတော့မပါဘူးပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကဒီအဓိကတော့ဒီ account secretary တွေဒီလေးကိုပဲနှိပ်လိုက်ရုံပဲပေါ့နော်ဟုတ်ပြီ account secretary လေးကိုကျွန်တော်နှိပ်လိုက်မယ်အဲနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့က အဲဒီမှာထပ်မှတ်ပြီးတော့အဲ password ကိုနှိပ်မယ်ပေါ့နော်ဒီမှာအပေါ်ဆုံးမှာ password အဲ password ကိုနှိပ်လိုက်မယ်ပေါ့နော်ဟုတ်ပြီနှိပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာ password အဟောင်းတည်တဲ့သူတွေက enter o password ကိုနှိပ်ပေါ့နော်ပြီးရင်အဲရှက်ပြီးအောက်က new password ကိုပေါ့နော်တိုက်တာပြီးလို့ရတယ်ပေါ့နော်ဒီအောက်က enter new password မှာအင်္ဂလိပ်အခရာရဲ့ခဏရဲ့စုစုပေါင်း၈လုံးအနည်းဆုံးပေါ့နော်အနည်းဆုံး၈လုံးရိုက်ထည့်ရမယ်ပေါ့နော် အန်တာပတ်ဆိုတာနယူပတ်ဆိုတာမှာအနည်းဆုံး၈လုံးရရိုက်ပြီးသွားရင်တော့ဒါအပေါ်ဆုံးကတောင်းနှစ်လိုက်ပေါ့နော်မသိတဲ့သူတွေကတော့ဒီအောက်က forget password လို့နှိမ့်လိုက်နှိမ့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီအန်တာနယူ password နေရာမှာ password အသစ်ပေးလိုက်ပေါ့နော်ပြီးပြီးရနဲ့အဲ confirm တောင်းကိုနှိမ့်လိုက်ပေါ့နော်ဒီအန်တာနယူ password နဲ့ confirm password နေရာမှာတော့တူတူဖြစ်ရမယ်နော်အဲအခုပေးတာတူတူဖြစ်ရမယ်နော်မတွေ့တော့မရဘူးပေါ့နော်အဲ့တော့ဒါဆိုရင်တော့ဒီ verify လို့ကြည့်ပြီးတာနဲ့ WeChat password ချိန်ပြီး အဲအစီအပြေသွားမယ်လို့ယူဆပြီးပါတယ်ခင်ဗျအားလုံးအစီအပြေပါစေခင်ဗျ